အားလုံးပဲမင်္ဂလာပါယနေ့ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ကိုစင်ချင်နှလုံးတွင်ခွန်အားယူဖို့ရန်အတွက်ရွေးချယ်ထားတဲ့ကြံပိုက်က Corinth to Owada Sa ပထမဆောင်အခန်းကြီး73အပိုင်ငယ်73ဖြစ်ပါတယ်ရှေးဥစွာဖတ်ကြားလိုပါတယ်ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့ချစ်ခြင်းမေတ္တာဤ၃ပါးတို့သည်တည်လျက်ရှိ၏ဤ၃ပါးတို့တွင် ဖြစ်ချင်းမေတ္တာသည်အမျက်ဆုံးဖြစ်၏ကျွန်တော်ကတော့မြန်မာဆမ်မီဓမ္မကျမ်းကိုအသုံးပြုပြီးဖတ်ရသွားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနှုတ်ကပတော်ကိုကြည့်တဲ့အခါမှာယုံကြည်ခြင်းမျှော်လင့်ခြင်းဖြစ်ချင်းမေတ္တာဤသုံးပါးဟာတည်ရဲရှိတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒီသုံးပါးထဲမှာမှဖြစ်ချင်းမေတ္တာသည်အမျက်ဆုံးဖြစ်တယ်ဆိုပြီးတော့မှဒီဂျမ်းပိုက်လေးမှာ တွေ့ရမှာဖြစ်တယ် 1ကော73အခန်းကြီးတစ်ခန်းလုံးကိုကြည့်မယ်ဆိုရင်တမန်တော်ကြီးရှင်ဘောလူကကောရင်သူအတင်းသူတင်သားများကိုမေတ္တာအကြောင်းကိုအဓိကထားတွန်တင်နေတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောရင်သူအတင်းသူတင်သားများသည် သူတို့ကိုဝိညာဉ်စုကျေးဇူးတွေပေးထားတဲ့အပေါ်မှာသူတို့ဒီသူတို့ရရှိထားတဲ့ဝိညာဉ်စုကျေးဇူးတွေကိုတယောက်နဲ့တယောက်ပြိုင်ဆိုင်ဖို့ရန်အတွက် အသုံးပြုနေတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကတစ်ကောအခန်းကြီး73မှာချစ်ချင်းမေတ္တာနဲ့အရေးကြီးတယ်။သူတို့ရရှိထားတဲ့စုကျေးဇူးတွေဒီအတင်းတော်မှာတိဆောက်ဖို့ရန်အတွက်ဖြစ်တယ်။တယောက်နဲ့တယောက်ပြိုင်ဆိုင်ဖို့မဟုတ်ဘဲနဲ့ဖျားကိုချစ်ပြီးတော့မှ အစီခံဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတစ်ကော73မှာတမန်တော်ကြီးရှင်ဘောလူကချစ်ချင်းမေတ္တာကို ဦးစားထားပြီးတော့မှအစီခံဖို့ပြောနေတဲ့အကြောင်းအရာဖြစ်ပါတယ်။ယနေ့ယုံကြည်ခြင်းမျောလင့်ခြင်းချစ်ခြင်းမေတ္တာဤ၃ပါးထဲမှာကျွန်တော်ရှိဥစွာပထမပိုင်းအနေနဲ့ယုံကြည်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့မှဝိင္ခတတိခံလို့ပါတယ်။ကျွန်တော်တို့လောကကြီးကိုကြည့်မယ်ဆိုရင်ဘယ်အရာမှမတိမြဲဘူးဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ ျွန်တော်တို့ကျန်းမာရေးအမြင်မကောင်းနိုင်ပါဘူးကျွန်တော်တို့ရဲ့လုပ်ငန်းကိုင်ငန်းငွေကြေးရေးဒီအရာတွေလည်းအမြဲတမ်းကျွန်တော်တို့အတွက်အဆင်မပြေနိုင်တာကိုလည်းတွေ့ရတယ်နောက်ပြီးတော့မှကျွန်တော်တို့လူမှုဆက်ဆံရေးပေါင်တင်ဆက်ဆံရေးမှလည်းပဲအမြဲတမ်းအဆင်မပြေနိုင်ဘူးဆိုတော့အချက်လေးရှိပါတယ်တေချာတာတခုကတော့ကျွန်တော်တို့မနဲ့ပြန်ပါဖြစ်မယ်အခုကျွန်တော်တို့ နောက်တနင်္လာအတွင်းဘာဖြစ်မလဲဆိုတာကိုတော့မှကျွန်တော်တို့မတိနိုင်မှုဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူသားသမီးများဒီဖခါကိုယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်ဖျားသခင်အလိုရှိတယ်။ဟေဘေဩဝါဒစာအခန်းကြီး7အပိုင်းငယ်7မှာယုံကြည်ခြင်းဆိုဒီမှာမျောလင့်ထားသော အရာများအပေါ်စိတ်ချမှုရှိခြင်းမမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟု မှတ်ယူခြင်းဖြစ်၏ဆိုပြီးတော့မှဖော်ပြထားတာရှိပါတယ်။ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့မှဓမ္မဟောင်းမှာကပ္ပဦးကျမ်းအခန်းကြီး7ကိုကြည့်ရင်အာဗြဟံရဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အာဗြဟံမဖြစ်ခင်မှာအာဗျံဆိုပြီးတော့မှတွေ့ရတာဖြစ်တယ်။ဖတ်ကြားလို့ပါတယ်။ကပ္ပဦးကျမ်းအခန်းကြီး7အပိုင်ငယ်1ကနေ3ကိုဖတ်လို့ပါတယ်။ထာဝရဘုရားက အာဗြံအားတင်းသည်တင့်ပြီးမှ၎င်းတင့်ဆွေမျိုးသားချင်းတို့ထဲမှ၎င်းတင်းဖခင်၏အိမ်မှ၎င်းထွက်ခွာ၍တင့်ကိုငါပြမိပြီးတို့သွားလော့ငါဒီတင့်ကိုကြီးမြတ်တော်လူမျိုးဖြစ်စေမည်တင့်ကိုငါကောင်းကြီးပေး၍တင်း၏အမိနာမကို ကြီးမြတ်စေသဖြင့်တင်းဒီကောင်းကြီးမင်္ဂလာ ဖြစ်လိမ့်မည်တင်းကိုကောင်းကြီးပေးတော်သူတို့ကိုငါကောင်းကြီးပေး၍တင်းကိုကျိန်စေတော်သူကိုငါကျိန်စေမည် ကဘာမြေကြီးပေါ်ရှိမျိုးနွယ်စုအပေါင်းတို့သည်တင့်အားဖြင့်ကောင်းကြီးမင်္ဂလာခံစားရကြလိမ့်မည်ဟု မိန်တော်မူ၏ဒီမှာကြည့်မယ်ဆိုရင်ဖခင်ကအာဗရန်ကိုစပြီးတော့မှခေါ်ရဲဆိုတဲ့အရာကိုတွေ့ရတယ်ဒါကိုအာဗရန်ကဘလို့တုံ့ပြန်တယ်လဲဆိုတော့အပိုင်ငယ်လေးကိုဖတ်မယ်ဆိုရင်ထိုအခါအာဗရန်သည်မိမိအားထာဝရဘုရားမိန်တော်မူသည့်အတိုင်းထွက်ခွာလေ၏ လောသသည်လည်းသူနှင့်အတူလိုက်သွား၏။အာဗရန်ဒီဟာရန်မြို့မှထွက်လာသောအခါအသက်85နှစ်ရှိ၏။ဒီကျမ်းပိုက်ကိုကြည့်ရင်အာဗျံကနေအာဗရာဟံမဖြစ်ခင်မှာဖျားပေါ်မှာထားတဲ့နာခံမှုကိုတွေ့ရတာဖြစ်တယ်။ဒါကိုကျွန်တော်တို့ဟေပြဲဩဝါဒစာခန်းကြီး7တပိုက်ငယ်8 90မှာဘလို့ဖော်ပြတယ်လဲဆိုရင်ဖတ်ကြားလို့ပါတယ်။အာဗြဟံဒီ အမွေအဖြစ်ဆက်ခံရမည်ပြီးတို့ထွက်ခွာသွားရန်ခေါ်ယူတော်မူခြင်းခံရသောအခါမိဒီယက်တို့တွားရမည်ကိုမတိပဲလျက်ယုံကြည်ခြင်းအပြင်နာခံ၍ထွက်သွားသည်ဤသူသည်ယုံကြည်ခြင်းအပြင်ဂတိထားတော်မူသောပြီး၌တိုင်းတပါးသားကဲ့သို့ဧည့်သည်အဖြစ်နေထိုင်၍တခုတည်းသောဂတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသောဤဆက်ရာကုန်တို့နှင့်အတူတဲများတွင်နေထိုင်ကြ၏အကြောင်းမူကား သူသည်ဘုရားသခင်ရေးဆွဲစီမံ၍တည်ဆောက်တော်မူသောခိုင်ခန့်သည့်အုံမြင့်ရှိသောမြို့ကိုမျှော်လင့်နေ၏ယနေ့အာဗြဟံရဲ့ယုံကြည်ခြင်းကိုကြည့်တဲ့အခါမှာဘုရားရဲ့စကားကိုနားထောင်ပြီးတော့မှသူ့ရဲ့ယုံကြည်ခြင်းကိုနာခံခြင်းအပြင်ဝန်ခံသွားတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူသားသမီးများဒီ ။တခင်ယေရှုကိုမိမိကဲ့တဲ့ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့သူများအယောက်ချင်းစီတိုင်းဒီဖခင်နဲ့မိတ်ဟာရရှိပြီးတော့အာဗြဟံကဲ့သို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဘဝကိုဖြတ်တန်းဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မရေရာမတိချတဲ့လောကကြီးမှာရေရာတိချတဲ့ထာဝရဖခင်ကိုကိုးစားပြီးတော့မှထာဝရနဲ့ရှင်သောထာဝရနဲ့သက်ဆိုင်သောအရာများကို ပေးပိုင်သောထာဝရဘုရားကိုကျွန်တော်တို့ယုံကြည်ကိုးစားပြီးတော့မှကျွန်တော်တို့ရဲ့ယုံကြည်ခြင်းသည်ဘုရားရဲ့နှုတ်ကပတ်တော်မှာမြင်းမြန်ခိုင်ခံပြီးတော့မှဘုရားဘုန်းတော်ထင်ရှားဖို့ရန်အတွက်အသက်ရှင်တော်ဖို့ဖြစ်တယ်။ဤနှုတ်ကပတ်တော်အဖြစ်ခေါ်အပ်ပေးလိုက်ပါတယ်။ဂျာနာရီလိုရောက်ချင်းစီတန်းရဲ့အသက်တာမှာဘုရားခင်ထာမညီတော်ဝမြောက်ခြင်းနဲ့ကောင်းခြင်းမင်္ဂလာခံစားရရှိပါစေ။